ုတ်ဘူးလေသူအပြင်မှာစုံနေရတော့ဦးမျိုးတို့နဲ့အဲဟိုအာကျွန်တော်တို့ဒီ program တွေလုပ်တယ်ဇကားတွေဆွေးနွေးတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်တော့တွေ့တွေ့နေရပါတယ် shooting တွေမှာလည်းတွေ့တွေ့နေကြပါတော့เนาะအာဆိုတော့ဘာဖြစ်ဖြစ်လေးအခုကိုယ်နဲ့အလုပ်တွဲလုပ်ရလာတဲ့အခြေအနေတစ်ခုရောက်လာအောင်သူရဲ့ကြိုးစားနိုင်စွမ်းကိုတော့ကျွန်တော်တို့က congratulation လို့ပဲပြောပါမယ် သူ့ရဲ့調査အားထုတ်မှုအပြင်ကိုသူရှိမှရကူထားတဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ရိတ်ဟိုယုံတင်လို့မဲ့ရုပ်ရှင်ဇာတ်ကားတွေအပေါ်မှာလည်းကျွန်တော်တို့ကပြန်ပြီးတော့ဝေဖန်သုံးသပ်မှုတွေရှိရပါတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီကားစီရိတ်တင်ရိုက်ထက်တဲ့ဇာတ်လမ်းပြီးတော့အဲဒီဒီဆက်ကဒီလိုဒီလို train လေးတွေကိုသူသွားတယ်ဆိုတော့ဒီ train လေးတဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့အလုပ်လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့လှုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ကြည့်တဲ့အချိန်မှပဲကျွန်တော်တို့ကပို့ပြီးတော့ပြောလို့ရမှာပေါ့အခုအချိန်လေးကတော့ pre production မှာတော့အကုန်လုံးအဆင်ပြေပါ ဟုတ်လေသူအပြင်မှာစုံနေရတော့ဥမျိုးတို့နဲ့အဲဟိုဟာကျွန်တော်တို့ဒီ program တွေလုပ်တယ်ဇကားတွေဆွေးနွေးတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်တော့တွေ့တွေ့နေရပါလေ shooting တွေမှာလည်းတွေ့တွေ့နေကြပါတော့เนาะအဲဆိုတော့ဘာဖြစ်ဖြစ်လေအခုကိုယ်နဲ့အလုပ်တွဲလုပ် ရလာတဲ့အခြေအနေတစ်ခုရောက်လာအောင်သူရဲ့ကြိုးစားနိုင်စွမ်းကိုတော့ကျွန်တော်တို့က congratulation လို့ပဲပြောရမှာပေါ့ဟုတ်အဓိကတော့ဗျာဟိုဘယ်လိုပြောမလဲဆိုတော့လူငယ်တယောက်ပေါ့နော်အရှိမလဲကျွန်တော်တို့ကားတွေရိုက်ထားတယ်နောက်ပြီးကြိုးလဲကြိုးစားတယ်အဲနောက်တစ်ခုကကြာတော့ဒီဖန်တီးမှုဘိုင်းနဲ့ပတ်သက်ပြီးတော့မတူညီတဲ့ဖန်တီးမှုဘိုင်းတွေကိုသူနည်းနည်းလေးသူ့ရဲ့ trend လေးကြီးရှိတဲ့အခါကျတော့အဒီ trend လေးနဲ့ကျွန်တော်တို့နဲ့ဒါ collab လုပ်တဲ့သဘောပါပဲကျွန်တော်တို့ဒီတေးဥဆောင်အဟောင်းနေနဲ့ အဲကျွန်တော်တို့ဒီဒီဘာလို့ကွန်မလဲဒရိုက်တာအစ်စ်တင်နေကျွန်တော်တို့ပေါင်းစည်းပြီးတော့လုပ်တဲ့အချိန်မှာပရိသတ်စီကိုမတူညီတဲ့ဟာလေးအဲထွက်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်လေအဲယုံကြည်မှုကကြတော့ဘယ်လိုကွန်မလဲဆိုတော့အဲဟိုဘယ်လိုကွန်မလဲသူ့ရဲ့စူးစမ်းအထောက်အပံ့အပြင်ကိုသူရှိမှရကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတွေရဲ့ရိတ်ဟိုယုံတင်တော့မဲ့ရုပ်ရှင်ဇာတ်ကားတွေအပေါ်မှာလည်းကျွန်တော်တို့ကပြန်ပြီးတော့ဝေဖန်သုံးသပ်မှုတွေရှိရပါတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကဒီကားစီရိုက်တင်ရိုက်ထည့်တဲ့ဇာတ်လမ်းပြီးတော့ အဲဒီဗင်ဆက်ကဒီလိုဒီလို trend လေးတွေကိုသူသွားတယ်ဆိုတော့ဒီ trend လေးနဲ့ကျွန်တော်တို့ပူပေါင်းပြီးတော့အလုပ်လုပ်ကြမယ်ဆိုတော့စိတ်နဲ့လှုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အလုပ်လုပ်ကြည့်တဲ့အချိန်မှပဲကျွန်တော်တို့ကပို့ပြီးတော့ပြောလို့ရမှာပေါ့အခုအချိန်လေးကတော့ pre production မှာကတော့အကုန်လုံးအဆင်ပြေပါတယ်စီနီယာပြောင်းနေလို့ရှိတယ်ဟုတ်ကွန်ဆင်းပေါ်မှာကတော့အများကြီးတော့လည်းမရှိပါဘူးကျွန်တော်တို့က pre မှာတော့ကျွန်တော်တို့က timing ဆွေးနွေးကြရလို့ရှိရပါပေါ့နော်အွန်ဆင်းကတော့အကုန်လုံးကတော့ဒါဟိုအလုပ်လုပ်ကြတဲ့သဘောပါပဲဒါပေမဲ့အဲ့အဲ့ပုံမှာမှကိုက ဟိုအတွေ့အကြုံရပြန်ပြီးတော့ဒီတချို့အလေးတွေလိုအပ်တဲ့အခက်ခဲရှိနေတာလေးတွေကိုဆွေးနွေးပေးတဲ့သဘောလောက်ပါအာဘယ်လိုခေါ်မလဲဆိုတော့ဟိုပါဗောနော်အဓိကတော့ပျော်ရွှင်မှုကတော့ဟိုဟိုတယောက်နဲ့တယောက်အပေါ်မှာအများကြီးတက်ရောက်တာဗောနော်အာကိုရီးယားလည်းဘယ်လိုခေါ်မလဲဆိုတော့ဒီလိုမျိုးအဲတေးဥဆောင်လောကကိုစားရောက်တဲ့အချိန်လုံးတွေကလည်းဒီအစ်စ်တွေရဲ့လက်တွဲခုံမှုပုံမှာပီတိဖြစ်ရတယ်လို့အဲ့ပီတိမျိုးလည်းဒီလူငယ်ဒရိုက်တာတွေလူငယ်တေးဥဆောင်တွေမှာလည်းရှိမယ်ဆိုတော့ဟိုကတည်တယ်လေအဲ့ဒါကတော့ဗာလဲဆိုတော့ ကိုယ့်ရဲ့အလုပ်ပေါ်မှာလည်းအားတစ်ခုသွားဖြစ်တယ်လို့လုံခြုံမှုကိုလည်းပိုတိုးတိုးွားစေတယ်ပေါ့နော်ပြီးတော့ပိုပြီးတော့စူးစမ်းကျင်တဲ့စိတ်ဖြစ်တယ်ပေါ့အဲအဲ့ခံစားမှုကတော့ပိုရမယ်နဲ့တူပါတယ်။အော်ရေတက်ကတော့ဟိုပါပေါ့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီနုပညာလောကတဲမှာကျွန်တော်တို့ဒီပရိသတ်ကိုပရိသတ်ကိုပြရတာကိုကျွန်တော်တို့ကရုပ်ရှင်ကားရိုက်ပြီးဒီရုပ်ရှင်ကားဆိုတာပရိသတ်စီကိုပဲကျွန်တော်ရောက်လာလေ။အဲကျွန်တော်ပရိသတ်ကိုပဲဥတီတာဆိုတဲ့အခါကျတော့ပရိသတ်ကိုမတူညီတဲ့ခံစားမှုမျိုးတွေနောက်ပြီးတော့မတူညီတဲ့ဇလန်ဆက်အိမ်ဖွဲ့စည်းမှုတွေ မတူညီတဲ့လူပညာတင်ဆက်မှုတွေကိုပေးအမြဲတမ်းပေးချင်နေတဲ့စိတ်ကြောင့်ပေါ့အဲကြောင့်မလို့ဒါမတူအောင်စဉ်းစားဖြစ်တဲ့သဘောပါပဲဗျဟုတ်ဒီလက်တွဲခေါ်တယ်ဆိုတာကလည်းဟုတ်ကဲ့ပါဒါကတော့ sporting page လို့မြင်နေအတွက်လည်းကျေးဇူးတင်နေပေါ့နော်တကယ်တမ်းဆိုရင်တော့လူပညာဆိုတာကဘယ်လိုခေါ်မလဲကိုယ့်ရဲ့စူးစမ်းအထောက်မှုမရှိဘဲနဲ့နေရာတစ်ခုဆိုတာမရနိုင်ပါဘူးဆိုတော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုသူ့ရဲ့စိတ်အားထက်သန်မှုပုံမှာပဲအများကြီးမှုတည်သွားတာပေါ့နော်အဲဆိုတော့ ပဲရမှာစို့ပေါ့နော်စူးစမ်းမှုနဲ့ထိုက်တန်တဲ့ရလတ်ဆိုတော့ရှိစမြဲဆိုတော့ဒါသူ့ရဲ့စူးစမ်းမှုကြောင့်ရတဲ့ရလတ်တစ်ခုလို့တော့ကျွန်တော်မြင်ပါတယ်ဗျာလူငယ်တွေကိုလက်တွဲခေါ်တယ်ဆိုတာကတော့ကျွန်တော်တို့ကဒါလူငယ်တွေလက်တွဲခေါ်တယ်ဆိုတော့ဒါကတော့ဟိုပုဂ္ဂိုလ်ရေးအမြင်ပုံစံမျိုးတော့ဖြစ်တာပေါ့နော်ဒါပေမဲ့တကယ်ဒီထက်နည်းနည်းကြည်ကြည်ပြတ်ပြတ်စဉ်းစားရင်တော့လူပညာလောကမှာဟိုပေါ့နော်ဘယ်လိုခေါ်မလဲဒီထက်ပို့ပို့ပြီးတော့အလုံးလုံးနိုင်တဲ့လူတွေကို အာအနုပညာလောကဒီထက်ပို့ပြီးတော့တိုးတက်ဖို့ဒီထက်ပို့ပြီးတော့ဟောချီရှူအားပေးတဲ့ပြည်သက်တွေအဲပေါ့နော်မတူညီတဲ့ခံစားမှုတွေဟိုပေါ့နော်လိုကောမလဲဆိုဒါရိုက်တာတယောက်နဲ့တယောက်လည်းမတူဘူးတင်ပြောင်းပုံစံမတူဘူးအနုပညာဖန်တီးမှုတွေမတူဘူးအဲဖန်တီးမှုမတူမတူတဲ့အရာတွေကိုအာအနုပညာရတာပိုင်းကိုပြိတက်ကိုခံစားစေခြင်းနဲ့အနုပညာလောကတစ်ချက်မကတိုးတက်စေခြင်းနဲ့ရည်ရွယ်ချက်ကြောင့်လုံးချက်လုံးတဲ့